ဒေါက်တာသိန်းလွင်ကို NLD ပါတီထဲမှာအကြီးကဲတာဝန်ထမ်းဆောင်ဖို့မဖြစ်တော့ဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကရာဒေါက်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်ဒီသိန်းကိုဦးအောင်ကြည်ကပေးပို့ထားပါတယ်ခင်ဗျာဖေဖော်ဝါရီလ3ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာကျင်းပမိချိန်မှာအမျိုးသားဒီမိုကရေစီဘွဲ့ချုပ်ဥက္ကရာဒေါက်အောင်ဆန်းစုကြည်ကအနန္ဒီယာကဒေါက်တာသိန်းလွင်နဲ့ပတ်သက်တဲ့ကိစ္စမေးမြန်းချိန်မှာအခုလိုပြောဆိုလိုက်တာပါဖွဲ့ချုပ်ရဲ့စီမီစီကအမှုပြုဆိုလို့ရှိရင်ဖွဲ့ချုပ်မှာတာဝန် နေရတဲ့ဂျာတူနေရပေါ့နော်တာဝန်တစ်ခုထမ်းဆောင်နေတဲ့ကတခြားဖွဲ့စည်းတွေအတွက်တာဝန်ထမ်းဆောင်မှာလည်းမရှိဘူး။ဆိုတော့ဒါမျိုးဆိုတာဟာအကျိုးအကျိုးအကျိုးစီးပွားပြည်ပခါဖြစ်နေတယ်။အဲ့ဒါကိုဖွဲ့ချုပ်ကစီမံစစ်ကံနဲ့ education နဲ့ပတ်သက်ပြီးအရင်ကတည်းကဒေါက်တာပေးနေတာပြန်ထားတယ်။ဒါနဲ့ဒီကအမှုဆောင်တယောက်အနေနဲ့ဘယ်လိုဖြစ်ဖြစ်အဲ့ဒီ energy ကအတွက်ဆောင်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီညက်တင်နေဆိုရင် energy မှာတမအဖို့ဝင်နေတဲ့တော့နေနိုင်တော့ဒါပေမဲ့ဒီ system ကိုပြောပါလို့ထင်ပါတော့ပါတယ်။ဒါပေမဲ့ထမ်းဆောင်နေတယ် အဲ့တော့ဒါတစ်ခုလေးကပြူရရမယ်လို့အစရအနေနဲ့ပြောထားပြီးသားဟုတ်တယ်ဒါဆရာအနေနဲ့အနန္ဒီရဘက်ကနေပြောရက်ဒီကိုသူစိတ်အားထက်သန်နေစမ်းဒါသူ့မှာလွတ်လွတ်လပ်လပ်ရက်ဒီပိုင်းရှိပါတယ်ဒါနဲ့ NLD ရဲ့စီမီစီကန်းက NLD ရဲ့မှာတော့ဆက်ပြီးတော့ရန်ကုန်တောင်ပိုင်းမှာထားနေဖြစ်တယ်မတော်တမှုရေးစုပွဲချုပ်အနေနဲ့ဒေါက်တာသိန်းလွင်ကိုပါတီစီမံခန့်ခံရရေးယူဆောင်ရမှုကိုလက်ခံသွားမယ်လို့ဒေါက်တာသိန်းလွင်ကပြောပါရတယ်။ကျွန်တော်အနေနဲ့ကတော့ဒါចောင်းသားတွေ ်ကျောင်းသားတွေတောင်းဆိုချက်ကမှန်ကန်တယ်။ကျောင်းသားတွေတောင်းဆိုချက်ကပညာရေးပြည်ပြောင်းလဲမှုဖြစ်တယ်။ဒီမိုစီအတွက်လည်းဖြစ်တယ်။ကျွန်တော်တို့နိုင်ငံကောင်းကျိုးတယ်လည်းဖြစ်တယ်။ကျောင်းသားတွေအားလုံးရဲ့ရည်သွေးမြင့်တဲ့ပညာရအောင်ဆောင်ရွက်နေတာလည်းဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်ကျောင်းသားတွေထောက်ခံတယ်။အဲဒီအတွက်ကျွန်တော်ကျောင်းသားတွေလည်းတန်ရည်တည်တယ်။ဒီနေ့လည်းကျွန်တော်ဒီကျောင်းသားတွေတောင်းဆိုထားတဲ့ရေးခွင့်စာအစီအစဉ်မှာကျွန်တော်ပါဝင်ဆွေးနွေးမယ်။အာကျွန်တော်ကျောင်းသားတွေကိုဝိုင်းရံကျောင်းသားတွေအားပေးတယ်။အာကျောင်းသားတွေဆောင်ရွက်နေတဲ့ပညာရေးကျောင်းသားတွေကိုအားပေးတယ်။အဲဒီအတွက်ပါတီကပါတီစစ်ကမ်းနဲ့မျိုးလို့ အရေးယူမယ်ဆိုရင်လည်းကျွန်တော်ရင်ဆိုင်ရေးအဆင့်တက်မှာမြို့သားပညာရေးဦးတည်နဲ့ပတ်သက်တဲ့အစည်းအဝေးကိုဒေါက်တာသိန်းလင်ပါဝင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ကိုစားပြုတက်ရောက်ခြင်းမဟုတ်ပါဘူး။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဖွဲ့ဝင်များအနေဖြင့်တခြားဖွဲ့စည်းများနဲ့ဆက်သွယ်ဆောင်ရွက်မယ်ဆိုရင်ဘိုလ်လုံးမှုဆောင်ဖွဲ့ရဲ့အနေနဲ့တာဝန်အရသာဆောင်ရွက်ခွင့်ရှိတာကြောင့်ပါတီရဲ့စီမီစည်းကမ်းတွေအရဖေဖော်ဝါရီလ၁ရက်နေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ကျွန်တော်အောင်ကြီးပါ။